မြတ်စွာဘုရားဟောတယ်လေကြီးပွားတိုးတက်ခြင်းလို့ရှိရင်ဥဋ္ဌာဏသမ္မာနဲ့အလုပ်ကြိုးစားအလုပ်ကြိုးစားဆိုတဲ့အထက်မှာလုပ်ငန်းကျင့်ရမယ်ဤပညာကောင်းရမယ်ဆွဲကောင်းရမယ်ဒါဘုရားဟောတာပြီးရင်အာရခသမ္မာနေရှားဝေသမယကြီးအနေတွဲမရှိအောင်ထိန်းဒါကိုလိုရမယ်အလုပ်ကြီးတမဇီဝိတာဝင်ငွေထွက်ငွေမြတ်တဲ့တာသုံးဆိုဘတ်ဂျက်ပဲတာ တော့လုံမွေကြီးပြမနေစီနဲ့ပေါ့ကြတာနည်းနည်းသုံးထာများနေဒါလုံမွေကြီးပြကုန်မှာပေါ့လုံမွေပြခြင်းဟာဘာလို့ကြွတင်ခြင်းပဲပေါ့အဲ့ဒါလို့မြတ်စွာဘုရားအပြည့်စုံခေါ်ထားပြီးသားပဲဒါတွေရတယ်မြတ်စွာဘုရားဟောတဲ့တရားတော်ဟာသူလက်တွေ့ပဲတွေးကြည့်ရမယ်ဟောရင်းဖြစ်ရမယ်တရားမဟုတ်ဘူးလက်တွေ့တရားတွေကိုဟောတာကိုယ်အင်ကိုယ်နေမဲစဉ်းစားကြည့် မြတ်စွာဘုရားဟောတဲ့စီပွားရေးတရားလိုက်နာမယ်ဆိုလို့ရှိရင်ပါပဲစတုတာဝိပ္ပစေဘောဂီပန္တိတော်ကရမဝတ္တစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မိသားစုဘဝမှာနေပြီဆိုလို့ရှိရင်တဲ့ကိုပိုင်တဲ့ပစ္စည်းကိုလေးပုံပုံထားဆိုတော့ဝင်ငွေကိုလေးပုံပုံလိုက်ဝင်ငွေကိုလေးပုံပုံလေးပုံပုံပြီးတပုံကိုစား တပုံးကို emergency ထားကြံတဲ့နှစ်ပုံမှာရင်းနှီးမြှုပ်နှံမှုအတွက်သုံးဒီလိုဟောတာခဗျာအဲခုတော့မဟုတ်ဘူးလုတ်ွက်ဆိုပြီးတော့မြေကြီးတဲ့ဘာရှင်မမသိမရှင်မမသိရှိတရားရဲကုန်အိမ်ရောဘာရောအကုန်လုံးပေါင်ထဲ့တယ်တဖြစ်တစ်ခုမှမရတဲ့အခါသွားပြန်ရောနော်ခုခေတ်မှာတချို့အဲ့လိုမျိုးတွေဖြစ်တယ်လေအိမ်ဒီဘာတွေရောကုန်ပါသွားတာ မမြင်ရတဲ့ဟာလောက်တယ်လေလေကြီးရဲ့ပါရှိတဲ့ကိုမျက်စိကမြင်ရမှာမဟုတ်တာအဲ့တော့မျက်စောဘုရားစကားအတိုင်းလိုက်နိုင် emergency တပုံထားမတုံးနဲ့မတုတ်မထိနဲ့အရေးကြီးတဲ့အခါမှာတုံးဖို့ဟောတပုံမဲစာနှစ်ပုံကတော့ investment ရင်းနှီးမြှုပ်နှံမှုမှာထည့်ပြီးဒီလိုတုံးသွားမဲ့ဆိုရင်မတော်တဆဒီလိမ့်လိမ့်လည်းလည်းဖြစ်သွားအောင် emergency ရှိတယ်လေကျဆိုတာပေါ့ အဲ့တော့ဘုရားစကားနားထောင်ပြီးတော့လိုက်နာမယ်ဆိုရင်တထေးမဖြစ်တောင်မှတထေးဖြစ်ဖို့ဖြစ်ပါတထေးမဖြစ်တောင်မှမစင်းရဲဘူးကျင်းတင်ဘူးပေါ့ဒဲဆိုတာပေါ့ဒါဆိုဘုရားဟောတယ်လေကြီးပွားတုတ်တဲ့ခြင်းလို့ရှိရင်ဥဋ္ဌာဏသမ္မာနဲ့အလုံကျိုးစားအလုံကျိုးစားဆိုတဲ့အထက်မှာလုံလန်းကျန်းကျင်ရမယ်ဤပညာကောင်းရမယ်ဆွဲကောင်းရမယ်ဒါဘုရားဟောတာပြီးရင် အာရခတံမရာမေရှားဝေသမယရဲ့အနေအတွက်မရှိအောင်ထိန်းဒါကိုလိုရမယ့်အလုပ်တွေတမစီဝိတာဝင်ငွေထွက်ငွေမြန်မြန်တတသုံးဆိုဘတ်ချက်ပဲဒါတော့လုံးဝကြီးပြမနေစီနဲ့ပေါ့ရတာနည်းနည်းသုံးထားများနေဒါလုံးဝကြီးပြကုန်မှာပေါ့လုံးဝပြခြင်းဟာဘာလို့ကြွတင်နေမယ်ပေါ့အဲ့ဒါလို့ မြတ်စွာဘုရားအပြည့်စုံခေါ်ထားပြီးသားပဲဒါတရားလေးမြတ်စွာဘုရားဟောတဲ့တရားတော်ဟာသူလက်တွေ့ပဲတွေးကြည့်ရမယ်ဟောရင်းဖြစ်ရမယ်တရားမဟုတ်ဘူးလက်တွေ့တရားတွေကိုဟောတာကိုယ်အင်ကိုယ်နေမဲ့စဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့စီပွားရေးတရားလိုက်နာမယ်ဆိုလို့ရှိရင်ပါပဲစတုတာဝိပ္ပစေဘောဂိပန္တိတောကရမဝတ္တစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ် မိသားစုဘဝမှာနေပြီဆိုလို့ရှိရင်တဲ့ကိုပိုင်တဲ့ပစ္စည်းကိုလေးပုံပုံထားဆိုတော့ဝင်ငွေကိုလေးပုံပုံလိုက်ဝင်ငွေကိုလေးပုံပုံလေးပုံပုံပြီးတပုံးကိုစားတပုံးကို emergency ထားကြာနဲ့နှစ်ပုံမှာရင်းနှီးမြှုပ်နှံမှုအတွက်သုံးလို့ဟောတာခင်ဗျာ အဲခုတော့မဟုတ်ဘူးလုတ်ကွက်ဆိုပြီးတော့မြေကြီးတဲ့ဘာရှင်မှမသိမရှင်မှမသိရှိသမျှရဲကုန်အိမ်ရောဘာရောအကုန်လုံးပေါင်ထဲ့တယ်တဖြစ်တခုမှမရတဲ့အခါသွားပြန်တယ်နော်ခုခေတ်မှာတချို့အဲ့လိုမျိုးတွေဖြစ်တယ်လေအိမ်ဒီဘာတွေရောကုန်ပါသွားတာမမြင်ရတဲ့ဟာလုတ်တယ်လေမြေကြီးတဲ့ဘာရှိတဲ့ကိုမျက်စိရမြင်ရတာမှမဟုတ်တာအဲ့တော့မြတ်စွာဘုရားစကားအတိုင်းလိုက်နိုင်ရင် emergency တပုံထား မတုံးနဲ့မတုံးမထီနဲ့အရေးကြီးတဲ့အခါမှာတုံးဖို့ဟောတဘုံမဲစာနှစ်ပုံကတော့ investment ရင်းနှီးမြှုပ်နှံမှုမှာထည့်ပြီးဒီလိုတုံးသွားမဲ့ဆိုရင် မတော်တဆဒီလိမ့်လိမ့်လဲလဲဖြစ်သွားအောင် emergency ရှိတယ်လေသူဆိုတာပေါ့အဲ့တော့ဘုရားစကားနားထောင်ပြီးတော့လိုက်နာမယ်ဆိုရင်တတိမဖြစ်တောင်မှတတိဖြစ်ဖို့ဖြစ်ပါတတိမဖြစ်တောင်မှ မရှိရဘူးကျင့်တင်မှုပေါ့တဲ့ဆိုတာပေါ့မြတ်စွာဘုရားဟောတယ်လေကြီးပွားတိုးတက်ခြင်းလို့ရှိရင်ဥဋ္ဌာဏတမရာနဲ့အလုပ်ကြိုးစားအလုပ်ကြိုးစားဆိုတဲ့အထက်မှာလုပ်ငန်းကျင့်ကြင်ရမယ်ဤပညာကောင်းရမယ်ဇွဲကောင်းရမယ်ဒါဘုရားဟောတာပြီးရင်အာရခတမရာမေရှားဝေသမယလေအနေတွဲမရှိအောင်ထိန်းဒါကိုလိုရမယ်အလုပ်တွေတမစီဝိတာ ဝင်ငွေထွက်ငွေမြတ်မြတ်တတ်တာသုံးဆိုဘတ်ဂျက်ပဲဒါတော့လုံးဝကြီးပြမနေစီနဲ့ပေါ့ကြတာနည်းနည်းသုံးထားများနေဒါလုံးဝကြီးပြကုန်မှာပေါ့လုံးဝပြခြင်းဟာဘာလို့ကြွတင်နေမယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားအပြည့်